အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မောင်ညိုမိုင်းတန်လျင်ရေးသားတဲ့ကြီးဝဲကျွန်းပေါ်ကလူသက်မှုဆိုတဲ့ဇလံလေးကို တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးခင်ဗျာမိမိစခန်းမှာတောင်းဝင်ကြနေစဉ်ကားကြီးအနောက်ရက်ွက်ဥက္ကရာဥက္ကမောင်ကြီးနဲ့အဖွဲ့ဝင်နှုတ်ရေးကြီးတုတ်ပြဖြစ်ရောက်ချလာတယ်ဘလို့အရေးပေါ်လာလို့လဲဥက္ကရာကြီးရဲ့အရေးကြီးတဲ့ဆရာညိုကြီး ဘကုမြေကြီးဝဲကျွန်းပေါ်မှာမြေမြုပ်ထားတဲ့ဒူတဲ့အလောင်းတစ်ခုတွေ့လာလို့လာပြီးအကြောင်းကြတာဗျာကြီးဝဲကျွန်းပေါ်မှာဟုတ်လားယောက်ျားအလောင်းလားမိန်းမအလောင်းလားဥက္ခရာကြီးဒါတော့မသိသေးဘူးဆရာညိုဒီကောင်ထွန်းခင်ရဲ့ပိုက်တန့်ရှိရင်သူခွေးနဲ့ကြီးဝဲကျွန်းပေါ်တက်နာနေတော့ခွေးကချောက်သွားနေရကကျင်းတဲ့ကျင်းကိုရင့်နေပြီမသိင်္ဂါစရာဟောင်းသန်းလဲကြားနေတာနဲ့တွားကြည့်လိုက်တော့မြေချင်းတဲကနေပွာရောက်နေတဲ့ လက်တစ်ဖက်ထွက်ပေါ်နေတာတွေ့တာနဲ့အမြန်ပြန်ချလာပြီးကျွန်တော်တို့ကိုအကြောင်းကြားခဲ့တယ်။သွားကြည့်တော့ဟုတ်တယ်။ဒါဆရာတို့စကန့်ကိုသတင်းလာပို့တာပဲ။တို့နဲ့ဥစွာတွေ့ခဲ့တဲ့တန်ကားတဲ့ရေလုတ်သားထွန်းခင်ဆိုသူကိုစိတ်စိတ်ဆဆကြည့်လိုက်တယ်။ပြီးနောက်တွေ့ချီချဲအချင်းကိုနေမူးထံသို့အစီရင်ခံလိုက်ပြီးရက်ွယ်ဥက္ခရရဲ့ပထမသတင်းပေ တိုင်းကြားချက်ကိုရေးသွင်းမှတ်ယူထားလိုက်တယ်။၎င်းနောက်ဒူရဲဥစမ်းကြည့် နေရင်တက်ကြမြင်းစုအပရဲတပ်ဖွဲ့ဝင်များနဲ့အတူမှုခင့်ထက်ပုံစရာဥဇော်ဖေပါခေါ်ပြီးဥတရားကြီးတို့အဖွဲ့ကိုလိုက်ပါစေလျက်အလောင်းတွဲရှိရာជីဝဲကျွန်းမော်တို့အများဆုံးထွက်လာလိုက်ကြတယ်ជីဝဲကျွန်းကတန်လျင်ဘက်ကကြည့်လျင်သင်းမော့စိမျက်နှာသာရှိဘကုတ်မြေပမာရှိတဲ့တောင်ထွန်းနေသည့်ရေပေါ်ကျွန်းငယ်ဖြစ်တယ်တန်လျင်တရားပေါ်မှာကြည့်လျင်အထင်းသာမြင်နေရတယ်နှစ်ပေါက်များစွာတောင်ထွန်းနေရာမှာကျွန်းဖြစ်နေခြင်းဖြစ်တယ် ရေးကြလျင်နားနေခြင်းသဘွယ်ဖြစ်တဲ့အနည်းအနားမှာပိုက်တန်းကျိုးတန်းသူများနဲ့တန်ဃာလှေသမားတို့အလျင်သိမ့်သလိုနားခိုရာကျွန်းလေးလည်းဖြစ်တယ်။ကျွန်းပေါ်မှာတန်ဃာသေးများစားတောက်ခဲ့တဲ့အစားအစာများကိုစွန့်ပြေကြတိုင်းကြီးကန်းများကဝဲပြန်ရောက်ရှိလာပြီးစားတောက်ကြသဖြင့်အချို့ကခက်လွယ်လွယ်နဲ့ကြီးဝဲကျွန်းဟုခေါ်တွင်လိုက်ရမှဤနမဲ့တွင်သွားကြတယ်။ဒူးရဲအုပ်ကိုညို့တို့မောတော်သည့် ជីវဲကျွန်းအခြေသို့စိုက်ကလိုက်တော့အခါကောင်းကင်မှာအကြီးကန်းများနဲ့လရအချို့ဝဲပြန်နေကြတယ်လရများဤဝင်းချင်းမှာမမြင်ရတာကြားခဲ့ပြီအခုမှသူတို့ ရောက်လာခြင်းဖြစ်တယ်လူတရလောက်မြှုပ်ထားသည့်နေရာကလမှုပင်နှစ်ပင်အကြာကျင်းဟောင်းကြီးမှာဖြစ်တယ်ရက်ွယ်လူကြီးအချို့ကအနည်းမှာစောင့်ကြက်လျက်ချိန်တယ်အလောင်းကိုစားတွေ့တယ်ခွေးနယ်ကလေးကပြန်ပါလာခဲ့တယ်ခွေးကလေးကသူ့တခင်နှပေးမှာဟောင်းနေစေ မျိုးတို့မြင်လိုက်သည်မြင်ကွင်းကတော်ယုံလူဆိုလက်ပြလွင်ချင်စရာပွာရောင်းစာပြုနေသည်ဘဲလက်တစ်ချောင်းမှာမှောက်ခုံပေါ်နေတဲ့အနေအထားကစနစ်တရာမြုပ်တဲ့လက္ခဏာမဟုတ်ကတိုက်ကြိုက်မြုပ်ထားသည့်တက်တန်းမြေပုံပေါ်မှာအဲမြေနှုံးမြေနဲ့အဆွေမြေသားများပါရောပွားနေတယ်အနန်းလည်းအနှဲငယ်ထွက်နေတယ်တို့နဲ့ပါလာသူများအကူကြီးမှုခင်ကျွမ်းကျင်သူများအကူကြီးနဲ့အလောင်းကိုဖော်လိုက်တော့အခါဟာ ဒါဒါချက်လုံးမလားရက်ွယ်ဥက္ခရာကပွာရောင်းစာပြုနေသည့်အလောင်းရဲ့မျက်နှာကိုငုံကြည့်လို့ပြောလိုက်တော့ကြံအဖွဲဝင်များကပါဝိုင်းရွေထောက်ခံကြတယ်သေသူက အင်ကြီးအပြာလက်တို့နဲ့ပစိုးအညိုခွက်ကိုဝဲထားတယ်အသက်ခမ်းမန်းမှုအရ30ဝန်းကျင်ခန့်ရှိတယ်တုတ်တုတ်ခိုင်ခိုင်သပင်ကိုဝဲအချိန်နဲ့ဝဲပယ်ခြင်းဝန်းကျင်နဲ့ဝမ်းပိုက်တဝိုက်မှာသွေးခွေများတွေ့ရပြီး အချို့သွေးများကခဲနေတယ်။အလောင်းမြုပ်သည့်အကျဉ်းတွင်မှသဲလွန်စာတည်တည်ကံပစ္စည်းရလိုရညာဂယုတဆိုင်ချားလိုက်တော့အခါမြေကြီးများနှင့်ရောလုံးနေသည့်မျက်နှာတုပ်ဘွားအသေးလေးတစ်ထည်ကိုတွေးရတယ်။မျက်နှာတုပ်ဘွားကလေးရဲ့အလဲမှာလက်ညှိုးလုံးခံမီးလောင်ပေါက်တစ်ခုရှိတယ်။စစ်လက်၍ကြီးလိုက်တော့အခါသဲသွေးလက်ထဲမှာဆုပ်ထားတဲ့ပစ္စည်းတစ်ခုယူကြည့်လိုက်တော့အပြာရောင်ကောကျဲသည့်တလုံးတွေးကြည့်ကျဲတည်တည်ကံပစ္စည်းများအား စနစ်တကျအသိဆဲပြီတစ်သေးကံဆာရွက်မှာဖြည့်စော့အသိဆဲလိုက်တယ်ရဲလှုပ်ထုံးနဲ့အညီမှတ်တမ်းတင်ထပ်ပုံများကိုချူထောင်အသည်းသည်မှရိုက်ယူလိုက်တယ်ပဝင်းကျင်ကိုဆက်လက်စူးစမ်းလေးလာလိုက်တော့အခါအလောင်းမြုပ်သည့်နေရာနဲ့ပေ20ခန်းအကွာမြေပြင်မှာနီးရဲသောသွေးကွယ်များနဲ့သွေးစည်လမ်းကြောင်းအချို့ကိုမြင်တွေ့လိုက်ရတယ်လက္ခဏာပုံတရံအယဤနေရာမှာအရှင်ဖြစ်ပွားပြီးနောက်ဒီရွက်တိုင်ဆွဲယူက အလျံမြန်မြုပ်ခဲ့တဲ့ပုံကိစ္စဝိစာများပြည့်စည်သည်နှင့်အလောင်းကိုဆေးရုံသို့ပို့ရန်စီစဉ်လိုက်တယ်။စခန်းကိုရောက်တော့မိမိတွေ့ရှိစစ်စစ်ချင်းများအားမြို့နယ်မှုထံအစီအရင်ခန်းလိုက်တယ်။ဒေသူချင်းလုံးကကွက်လက်နောက်ပိုင်းမှာရေလုံသားတူဖြစ်တယ်။မြဝါကျိုးမော်သားတူဖြစ်တယ်။ယခုနေရာ၌ငှားလာနေက ပိုက်ချကွန်ပြေငှားများတဲ့လုပ်ငန်းလုပ်ကင်နေ၍စီးပွားရေးအခြေအနေမဆိုးလားလို့သိရတယ်။ ိမ်ငှားတဲ့အိမ်ချင်းရဲ့အစိုးရချက်လွန်ပြန်မလာသည်မှနှစ်ရက်ခန့်ရှိပြီလို့ဆိုတယ်ချက်လွန်ကအရက်အလွန်ကြိုက်သူစမ်းလဲပွင့်သူလို့သိရတယ်ပဝင်းချင်းရဲ့ဝေဖန်တိတို့စကားများအရာဆိုရင်သူကအနောက်ပိုင်းမှာလင်းချိမရတယောက်နဲ့မရှင်းမရှင်းဖြစ်နေသည်လို့ဆိုကြတယ်စစ်လေွေစုံစမ်းကြည့်တော့ထိုအမျိုးသမီးရဲ့အမည်မှာမစောနှမ်းလို့သိရတယ်အမျိုးသမီးကတော့အသားမဖြူမညို့ ကိုလုံးကိုပေါအလွန်နှားတယ်။ဘာပေါ်မှာစပယ်တင်မှဲကလေးနဲ့ညှိုးအားလဲကောင်းနှားတယ်။ကွက်လက်ဈေးမှာငားရောက်နေ။သူ့မရဲ့ယောက်ျားကလည်းတငါလေးသမားတူဖြစ်တယ်။အမီးကဖိုးစံဖိုးစံနဲ့အချစ်လုံးကအရင်နေ့ဆုံးလှုပ်ဖို့ကိုင်းဘက်တွေဖြစ်တယ်။ဖိုးစံကဖဲလေရိုက်တယ်။အချစ်လည်းတောက်တတ်တယ်။မဆောနံကချစ်လုံးဖန်းစီွေရတဲ့ငားမှန်သမျှကိုဒိုင်းခံဖောက်တယ်ယူသေးတဲ့ဤကဲ့သို့မမျောလင်းပဲ သဲလွန်စာတစ်ခုရခဲ့ပြန်တယ်။ထို့အပြင်ချက်လွန်းသည်မသေးခင်၃ရက်ကဘာသိမ့်အောင်ဆိုသူနဲ့အရက်ဆိုင်မှာစကားများရံဖြစ်ခဲ့သည်ဟူ၍လည်းတရင်ရခဲ့တယ်။မြို့နယ်စေယုံကြီးမှာမှုခင်ဆရာဝန်ကြီးစစ်စစ်ချက်စီရင်ခန်းချက်အရာတေးသူသည်လွန်ခဲ့သည့်၄၈နာရီခန့်ကစူးချာချွန်ပြသည့်လက်နှစ်နဲ့ဝဲပဲရင်အောင်တို့တစ်ချက်ဝမ်းပိုက်တို့နှစ်ချက်ထိုးသွင်းခံခဲ့ရပြီး၎င်းထံရများနဲ့မင်းတဲ့ပိုင်အတွင်း ပွဲချင်းပြီးသေဆုံးခဲ့သည်လို့ဆိုတယ်။ဒဏ်ရာ၏လက္ခဏာမှာပဲ့လေအနေထားရှိနေစဉ်သေသူ၏ဝဲဘက်မှအားဆိုင်၍ထိုးလိုက်သည့်ဒဏ်ရာနှလုံးကိုထိသွားသည့်အပြင်ဝဲဘက်သို့လက်နက်ကိုဆွဲချလိုက်သည့်ဖြင့်ဝဲဘက်သို့စုပ်ပြဲဆိုင်ခွဲသည့်ဒဏ်ရာလည်းရှိတယ်။ဆက်စဲကျဲမှတ်တမ်းအရာသိရတယ်။ထို့အပြင်မသေးမီလူလုံးအတပုတ်သည့်လက္ခဏာများတွေးရှိခဲ့ရပြီးသေသူ၏ပါးစပ်အတွင် အမွေးပါသည့်အသားစာတစ်ခုကို တွေးကြည့်ခဲ့ရကြအောင်စိတ်ဆက်ချက်ဖော်ပြထားတယ်။၎င်းအသားစားနဲ့အမွေးကဘဲသူရဲ့အသားစားနဲ့အမွေးလေ။မင်းနဲ့သေးသူချစ်လွန်းတဲ့အင်္ဂလိပ်23ရဲ့ဘိုရူးနေညနေ4နာရီလောက်ကဘရော့ဝါစတော့ဆိုင်မှာစကားများရန်ဖြစ်ကြတယ်လို့ကြားသိရတယ်။အဲ့ဒါဟုတ်သလား။ထိုအမေးစကားကြောင့်ဘာသိန်အောင် မျက်စိမျက်နှာပြက်နေတယ်။ဘာသိန်အောင်ကလည်းအယက်သမားဖဲသမားလူချုပ်လူပုံးကအသားဖြူဖြူမှုံတေးတေး စကားပြောရင်ဘူးကြကြချက်ကန်ကန်ခက်ရရန်ပြောလေကွာဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်ပါတယ်ဆရာဘာကိစ္စနဲ့ဖြစ်ကြတာလဲသူကကျွန်တော်ကိုလူကြသူကြတဲ့မှာဘိန်းစာအရှောင်းလိုက်တဲ့ကောင်လို့ပြောတယ်ဒါနဲ့ကျွန်တော်ကလည်းမင်းလိုဒူးတနာတော့မဟုတ်ဘူးအဲ့လိုပြောရကနေရမ်းမိပုံကြဖြစ်ပြီးစကားများရမ်းဖြစ်ထိုးကြိတ်ကြတာပါခမညာအဲ့ဒီနေ့ကမင်းခံလိုက်ရတယ်နဖူပေါက်သွားတယ် အဲ့ဒီအတွက်မင်းပြောလိုက်တဲ့စကားမင်းမှတ်မိရလားဘာသိမ့်အောင်ဘာသိမ့်အောင်ကထိုအမိတ်ကိုလုံးဝပြန်မဖြေနိုင်ပဲကြောင်ကြီးကနှုတ်ခမ်းများတုံရင်တည်းပြောလေကွာမင်းမပြောရင်မြင့်မြင့်ကြားသည့်တက်သည့်ကိုငါတို့ဆွဲထုတ်ပြလိုက်ရမလားပြောပါမယ်ဆရာ ပြောပါမယ်မင်းထမင်းဝတ်အောင်စားထားချစ်လွန်ဆိုတဲ့စကားလားဒူရဲအုပ်ကိုညိုကခေါင်းတညှိမ့်ညှိမ့်လုံးရင်ချွေးများပြန်နေသည့်ဘာသိမ့်အောင်မျက်နှာကိုစိုက်ကြည့်နေလိုက်တယ် ၎င်းနောက်အန်စွဲထဲမှာပစ္စည်းတစ်ခုကိုထုတ်လို့သူ့အချိန်မှာခြားပြလိုက်တယ်။ပစ္စည်းကလွန်ကော်ကျဲသည့်အပြာရောင်တလုံးကျဲသည့်ကတာမန်အင်ကြီးကျဲသည့်တဲ့ကြီးတယ်။လက်မှာလက်သေးကုန်ခန့်ရှိတယ်။ဒီကျဲသည့်တပ်ပြီးဝတ်ထားတဲ့လူကိုမင်းမြင်ဘူးသလားဘာသိမ့်အောင်။ဘာသိမ့်အောင်ချက်ချင်းဆိုသလိုခေါင်းငိမ့်လိုက်တယ်။ဒီတခါကိုညိုကဒုတိယအချိန်မြောက်ပစ္စည်းတစ်ခုဖြစ်တော့အလဲမှာမီးလောင်အပေါက်ပါသည် မျက်နှာတော့ဘွားအသေးလေးကိုသူ့အချိန်မှာခြားပြလိုက်ပြန်တယ်။ဒီပစ္စည်းရှင်ကမင်းတို့ကဖဲသမားဆိုတော့မြင်ဖို့မိမှာပေါ့။ဟုတ်ကဲ့မကြာခဏမြင်ဖို့ပါတယ်။ပိုင်ရှင်ကဘယ်သူလဲကွာ။မင်းရဲ့ပါတနာမဟုတ်လား။မဟုတ်ပါဘူးဆရာကြီး။ဖះပေးပေးကြမ်းပေးပေးပါခမညာ။ဟာဟာဖះပေးပေးကြမ်းပေးပေးတွေ့ကြသေးတာပေါ့ကွာ။ကိုညိုကပြောရင်ခွတ်ထုတ်ခွတ်လန်ရဲလိုက်တယ်။ ဘာသိမ့်အောင်ထားပြရမလို့လို့ရောရောင်ရဲရမလို့လို့နဲ့အကြံတွေးနေခဲ့တယ်။သတင်းပေးချက်အရကွက်လက်အိမ်ဒိန်ကိုဒူးရဲအိုကိုညိုတို့အဖွဲ့ဝင်များနဲ့ရက်ွယ်ဥက္ကရာကြီးဥတည်မောင်းတို့အဖွဲ့ဝင်များဝိုင်းလိုက်ကြတော့အခါငားရောက်ဖဲဝိုင်းအတွင်ဖိုးဆံကိုပါမိလိုက်တယ်။၎င်းတို့အားလုံးအားရဲစကန့်တို့ခေါ်ဆောင်လာခဲ့ပြီးကြံလက်ရောက်တဲ့အိမ်ရှင်တို့ကိုလောင်းကစားမှုဖြင့်အရေးယူကဖိုးဆံကိုဆက်စိတ်မေးမြန်းရန်ထားလိုက်တယ်။ဖိုးဆံခမည်း မင်းခြေလုံးကိုတတ်တဲ့ဓာရောကဗျာကျုပ်ခြေလုံးကိုမတတ်ပါဘူးဘာဖြစ်လို့တတ်ရမှာလဲကျုပ်မတတ်ဘူးအမှန်ကိုစောစောစီစီဝင်းခိုင်းရင်မင်းအဖို့ဥပဒေကပေးတဲ့ခွင့်ရေးရှိတာပေါ့ဖိုးစံရဟင်းကျုပ်မတတ်ဘူးဒီကိစ္စတီးလဲမသိဘူးအေးဒါဆိုတို့မင်းအိမ်မှာသွားချာကြတာပေါ့ကွာလာလိုက်ခဲ့ဖိုးစံကလည်းခက်ရဲရဲပင်ချားချပေါ့ဗျာလို့ဆိုတယ် တို့နှင့်ဥက္ခရနှင့်တောင်ဝင်ရှိသူများကိုပါခေါ်ဆောင်၍ခြားဖွေးမှုပုံစံနှင့်ဖိုးစံအိမ်ကိုခြားဖွေးခဲ့တယ်။အိမ်မှာသူမိမမစောနှမ်းမရှိဈေးသွားရောင်းနေသေးလို့ဆိုတယ်။ကိစ္စမရှိမစောနှမ်းတဲ့သူ တွေ့ခဲ့ပြီ။အိမ်နဲ့အနံလိုက်ချာသည့်တိုင်အောင်ဘာသဲလွန်စားမှမတွေ့ရ၍ကိုညိုပင်ချွေးဆိုလာတယ်။၎င်းတော်နောက်ဖေးလျှုံသူဆင်းခဲ့ကြပြီ။ပတ်၍ရေနှမ်းချေတုတ်ထားသည့်လျှောက်ကိုပါပိုက်စိတ်တိုက်ခြားကြတယ်။ ဒီတွင်ရေနှမ်းချင်းများနဲ့ပေးချမ်းနေသည့်အင်ဂျီတစ်ထဲကိုမမျောလင်းဘဲတွားတွေ့လိုက်တယ်။ဖြန့်ကြည့်လိုက်တော့အခါရေနှမ်းချင်းများနဲ့ရောချက်နေသည့်မားဆေးစေးနီညိုရောင်အကွက်များရောပွန့်နေသည့်ကိုမသိငါပေါ်ရတွေ့ရှိလိုက်တယ်။ဂယုတစိုက်ကြီးလိုက်တော့အခါ၎င်းအင်ဂျီ၌အပြာရောင်ကောကျဲသည့်များကိုမမျောလင်းဘဲတွေ့လိုက်ရတယ်။၎င်းကျဲသည့်ငါးလုံးအနက်ဒုတိယမြောက်ကျဲသည့်နေရာသည့်ကွက်လက်ဖြစ်နေတယ်။တို့ဖြစ်၍ဆိုပါအင်ဂျီကို တက်သေးများခြေတွင်ချားဖွေပုံစံနှင့်တိမ့်ဆဲထားလိုက်တယ်။ပြီးနောက်ဖိုးစံကိုစကန်းသူပြန်ခေါ်လာပြီးချော့မော်ပြီးမေးရတယ်။ဖိုးစံငါတို့ကမပိုင်ရင်မဖမ်းဘူး။ဖိုးစံမင်းတက်တယ်ဆိုတာငါတို့အခိုင်အလုံတက်သေးပြနိုင်တယ်။မင်းကိုယ်တိုင်ဝန်ခံတော့ခန်းစား권ရှိမှာမို့ပါငါညီရ။ကျုံမှမတက်တာဗျာ။ဘားသိအောင်တဲ့သူနဲ့ရန်ဖြစ်ရင်ကျင်းဝကြတာဖဲသမားအယက်သမားတိုင်းအတိပဲဥစ္စာတတ်ရှင်းတတ်ရင် ဒီကျဲသည့်ကဘဲသူကျဲသည့်လဲဖိုးစံရဲ့ဒူးရဲ့ကိုညိုကအပြာရောင်ကျဲသည့်တလုံးကိုသူ့ချေတွင်ခင်းပြလိုက်တယ်ဖိုးစံကျဲသည့်ကိုကြည့်၍အံ့အားတင်းသွားတယ်ဒီနောက်ကိုညိုကလျှောက်မှတိမ့်ဆဲလာသည့်ရေနှမ်းကြီးတုတ်ထားသောအင်းကြီးအဟောင်းကိုဖြန့်ခင်းပြလိုက်ပြီးအပြာရောင်ကျဲသည့်ငါးလုံးအနက်မှဒုတိယကွက်လက်ဖြစ်နေသည့်နေရာကိုလက်ရှိကျဲသည့်ကိုတင်းပြလိုက်ခါပြုံးပြလိုက်တယ်ဘယ်နဲ့လဲဖိုးစံကွက်တီပဲမို့လား ဖို့ဇံခေါင်းမညိတ်ငိုင်းပြီးကြည်နေတယ်။ဒါမှမခိုင်လုံသေးဘူးလို့ထင်ရင်သေသူရဲ့အလောင်းဖိုးရင်ကကျင်းတဲ့ကရခဲ့တယ်။ဟောဒီမျက်နှာတော့ပွားကလေးကြည်လိုက်ပေါင်းဖိုးဇံအလဲမှာမိလောင်ပေါက်ကြည့်နေ။ယော့ကြည်စံသူကဆက်ကူအိတ်ထဲမှာတက်သေးကန်တင်းဆဲထားတဲ့မျက်နှာတော့ပွားကလေးကိုသူ့ချေသူ ထမ်းမှန်ချားပြလိုက်တော့အခါဖိုးဇံလက်တွေတုံလာတယ်။ဒီမျက်နှာတော့ပွားကမင်းငါးချထွက်တိုင်း ဖဲဝိုင်းအယုတ်ဝိုင်းသွားလျာလဲပင်ပေါ်မှာပါလေရှိတဲ့ပျက်စီးပဲဒီအပေါက်ကလေးကဖဲဝိုင်းမှာမိပေါက်ကြပြီးပေါက်ခဲ့တာမင်းမိတ်ဆွေတွေတက်တေခံလျက်ဒီအကြောင်းဘာသိမ့်အောင်ရောလေးသမားတွေကလည်းပြောကြတယ်ဂုံဂုံပြောရရင်မင်းမိတ်မှာမစောနှငါစမင်းပျက်စီးပါလို့ပြောခဲ့တယ်ဒါဒါပျောက်သွားတာကြာပြီဗျဟာဟာဖိုးစံဖိုးစံအေးအမလူတတ်မှုကြီးလဲကျွလွန်သေးတယ် ပြည်ရည်သေးတတ်မှုလည်းမရှိပါလားဖိုးဆန်ရကောင်းပါပြီကွာဒါကမှမင်းကလက်မခံနိုင်သေးဘူးဆိုရင်ဒီမဲ့ဖိုးဆန်မင်းမျက်နှာကိုမိုးလိုက်စမ်းပါကွာကိုညိုရဲ့မာထာတန်ပြောစကားကြောင့်ဖိုးဆန်နေရမှအလန့်တကြာမျက်နှာကိုမိုးလိုက်တယ်မင်းဘယ်ဘက်မျက်ခုံးတစ်ခုဘယ်ရောက်သွားလဲဖိုးဆန်ထိုမေးခွန်းကြောင့်ဖိုးဆန်မှအလန့်တကြာဖြစ်သွားရင်သူ့မျက်ခုံးကိုဘယ်လက်နဲ့စမ်းကြည့်လိုက်တယ်ဖိုးဆန်ရဲ့လက်ဝဲပဲမျက်ခုံးမှာ ဟန်းဒီပလာစရာတခုကတ်ထားလေအဲ့ဒီမြေခုံကိစ္စမင်းမပြောနိုင်ဘူးမို့လားအေးဒီမဲ့ဖိုးစံမင်းချစ်လုံးကိုလုံးခဲ့တဲ့အုံးရဲ့အင်္ဂါနေ့ညနေကကြီးဝဲကျွန်းပေါ်မှာဓာတ်နဲ့ထိုးတက်ခဲ့တယ်မင်းကဖဲတန်လေမင်းတို့လုံးထွေတတ်ဖို့ရင်မင်းရင်ဘက်ကကျဲသည့်တလုံးချစ်လုံးရဲ့လက်ထက်ကိုပါသွားတယ်ချစ်လုံးကတယံမူးမူးမှာလုံးထွေရင်ရရကိုကိုက်လိုက်တာမင်းရဲ့ဘဲဘက်မြေခုံကိုကိုက်မိသွားခဲ့တယ် အဲ့ဒီမျက်ခုံးကတေးသူချက်လုံးရဲ့ပါဇက်ထဲပါသွားတယ်။မှုခင်းဇေယောင်းကဒီပျက်စီးကိုမျက်ခုံးမွေးပါတို့အတိအကျရင်းညွန့်အသက်တွေခံခဲ့တယ်။အဲ့ဒီတချို့နဲ့မင်းရဲ့ထန်းရကတချို့ကိုဓာတုဗေဒဝင်ယုံမှာစမ်းသက်တိုက်ဆိုင်လိုက်ရင်မင်းကျိုးစင်ကိုရောက်သွားနိုင်တဲ့ငါညီသူစကားဆုံးတော့အခါဖိုးစံစဲကျိုးကြာသွားခဲ့တယ်။ဝမ်းနေစွာတစ်ချက်ခြိုက်လိုက်တော့ညည်ရပေါအချို့ကစပွဲပေါ်သို့ကြာသွားခဲ့တယ်။ ရုတ်ချီဆိုသလိုအန်ကိုကြိတ်လိုက်ပြီးရင်းကိုမတ်ထားလိုက်တယ်။ကျွန်တော်ကျွန်တော်ဝန်ခံပါတော့မယ်ဆရာ။ချက်လုံးကိုကျွန်တော်တတ်မိပါတယ်။အေးဒီလိုဝန်ခံရဲမှာပေါ့ကွာ။ယောက်ျားပဲလုံတုံးကလုတ်ခဲ့ပြီ။အေးခံစရာရှိရင်ခံရမှာပေါ့။ကဲပြောစမ်းပါဦး။မင်းဘာကြောင့်လူတယောက်ကိုသွေးအေးအေးနဲ့ရည်ရည်ဆက်ဆက်တတ်ခဲ့တာလဲကွာ။ဟင်ဒီလိုပါဆရာ။ချက်လုံးဟာမြဝကျွန်းပေါ်ကနေဒီကိုရောက်တော့ အရှေ့နေ့မဲ့ပါတန်ငါအကြောင်းနားလေတယ်ဆိုလို့အယုတ်ပိုင်းတစ်ခုမှရင်းနေရာကနေအိမ်အလဲပါတဲ့အထိရင်းနေခဲ့ကြတယ်နောက်ပိုင်းညီလိုအကိုလိုခင်ရကနေလေတစင်းနဲ့ကွန်တစ်ခု ကျွန်တော်တောင်းပေးခဲ့သေးတယ်ငားရရင်ကျွန်တော်မိမမစောနှံ့ကိုပေါင်စင်းနဲ့အက်အင်းဆက်ပြောပါအောင်ကွာဒီနေရာမှာအိမ်ကမိမကအနေရထိုင်မတက်ထားလဲပါတာပေါ့ဆရာရဲ့ဟိုးကောင်းကအပြောကောင်းအောင်ဆရာရဲ့မိမများမြောက်ပင်ပေါင်းလာပေါင်းရဲ့ ဒါကိုအိမ်ကမိမကကရွင့်တွေ့နေတယ်လေဟိုကောင်ကလည်းငွေမြလက်ထဲချွင်းနေရန်ကုန်ကပြန်လာရင်အထဲကလေးမိကနှုတ်ခမ်းဒီကလေးကအစဝဲဝဲလာပြီအမဘူအမဘူနဲ့တဲတော့တာပဲအိမ်ကမိမဒီကိစ္စသတိပေးပေးမယ်ဒင်းကလည်းတမျိုးပဲအဲ့ဒီကိစ္စအထိဖြစ်ခဲ့ကြသလားကျွန်တော်ကဖဲ့ရိုက်တာသိဝါဒနာကြီးတယ်သိတဲ့အတိုင်းပဲတန်ငါအလုတ်ကငွေဖြစ်မြန်းတယ်ဖဲ့ဝိုင်ကောင်းရင်ကျွန်တော်မိုးလင်းမှပြန်ချင်းပြန်လာတာရဲ့ ဲ့ဒီမှာဟိုးကောင်းတဲ့အိမ်ကမိမဖောက်ပြန်ကြတယ်။ဒါကိုအိမ်ဒီနားချင်းတွေကကျုပ်ကိုတိုးတိုးတိတ်တိတ်ပြောပြကြတယ်။ကျုံမိမကိုကျုပ်ကယုံတော့ဒီအတိုင်းနေမိတာပေါ့။တခါတလေမစောနှံ့ကိုသတိပေးရင်သူကဘဝင်းချင်းကိုဖေးရောမောင်းရောကိုအောင်တုတ်ရောပြဟိုးကောင်းကလည်းဒီလိုသမုတ်ခံရလို့ချစ်လာကြည်ရဲ့လို့ဆိုလေရဲ့ခမတညပေါ်ပြထမ်းမင်ကြောင့်အတုပဖဲဝိုင်းမှာဖဲချုံလို့အိမ်ပြန်အလာမှာသူတို့နှစ်ယောက်ကို အခန်းထဲမှာအတူတကွတွေ့လိုက်ရတယ်။ကျွန်တော်အရင်ထဲမှာကျွဲဆယ်ကောင်ဝင်ခတ်သလိုပါပဲ။ချက်ချင်းအပြတ်ချင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားခဲ့ပေမဲ့ကြုတ်ချရတဲ့မိမရှိနေသေးတော့ဒီကောင်ကိုအေးအေးဆေးဆေးချင်းပြမယ်လို့စိတ်ကိုဆုံးဖြတ်ပြီးဝမ်းနဲ့ကြေးကွဲနားကြီးစွာနဲ့မသိချင်အောင်စောင်းပေးလိုက်ရတယ်။အညွတ်တွေထားခဲ့တယ်လို့ပြောရမှာပေါ့နော်။ဟုတ်ပါတယ်။တညနေတော့ကြီးဝဲကျုံးပေါ်မှာငားမြသွားကြဖို့ချက်လုံးကိုမရမက ခေါ်ခဲ့လိုက်တယ်။ ျိုးရန်ချပြီးကျွန်းပေါ်တက်တယ်ပါလာတဲ့ရက်တလုံးကိုနှစ်ယောက်သားတောက်ကြတယ်ကျွန်တော်ကအကြံသမားဆိုတော့ချော့တောက်လိုက်တယ်ညနေစာဖြစ်သလိုစားတောက်ပြီးမူးမူးနဲ့အိပ်ပျော်နေချိန်မှာကျွန်တော်ကဘဲတန်းဆိုတော့သူ့ဘဲဘက်ကဝင်းပြီးပြက်လက်အိပ်နေတဲ့ဒီကောင်ရင်ဝါကိုရင်ပတ်ချမှာဟွက်လာတဲ့ဓမြောင်းနဲ့ထိုးဆိုင်ထဲလိုက်တယ်အဲ့ဒီနောက်ဘယ်လိုဆက်လုပ်သေးလဲချက်လွန်ဆူဆူဝါဝါထားအောင်ရင် ကျွန်တော်လက်ထက်ကဓာတ်ကိုလူယူတယ်ရင်ပတ်အင်ဂျီကိုဆွဲတယ် အဲ့ဒီမှာလုံးကြထွေးကြဖြစ်ပြီးကိုက်မိကိုက်ရကိုကိုက်လိုက်တာကျွန်တော်ဘယ်ပဲမျက်စိနဲ့မျက်ခုံးကိုကိုက်မိပြီးမျက်ခုံးပြတ်ထွက်သွားတယ်နောက်ဆုံးသူဝမ်းပိုက်ကိုဓမြောင်းနဲ့ထတ်ထိုးလိုက်တော့မှသူမြမရကြားခိုးတဲ့ကောင်ငြိမ်ကြသွားတယ်ချက်ချင်းမဲ့မြုပ်မဲ့နေရာကိုလိုက်ကြည့်လိုက်တော့လက်မှုနှစ်ပင်ကြားမှာကျင်းကြိုင်တစ်ခုတွေ့တာနဲ့တရွက်တိုင်ဆွဲပြီးပြစ်ချခဲ့တယ်။နီးရသဲမြေဆွေသိရွက်တွေနဲ့အခြားလှေသမားတွေမလာခင်မမြင်ရအောင်မြှုပ်လိုက်တယ်။အင်းကန်ဆိုးကျင်တော့ ကျွန်တော်သွားလျာပါတဲ့လေပင်မော်ကမာဖလာလိုပွားလေးလေကျင်းတဲ့ကြားကြံခဲ့တာမသိလိုက်ဘူးဒင်းကိုမြုပ်လက်ပြေးရောကျိုးရံနေသိမ့်အိမ်ပြန်ခဲ့လိုက်တယ်မိမကချစ်လုံးရောတဲ့အဆောင်ထားခဲ့တယ်လို့ပြောလိုက်တယ်တက်တေကန်ဓမြောင်ကိုဗမာဖွဲထားခဲ့တယ်ဓမြောင်ကိုလှေထားတဲ့နေရာမှာ ဖွဲထားခဲ့ပါတယ်သွေးပင်တဲ့အင်ကြီးကိုရေနံချင်းနဲ့နှဲပြီးလှေနံရံတုတ်တဲ့အဝက်လှုပ်လိုက်တယ်ပြောရရင်သက်စာမရှိကျေးဇူးမသိ တရေပေါ်အိတ်တရေနာစားပြီးကျုပ်ချစ်တဲ့မယားကိုကြားခုလို့ဒင်းကိုကျွန်တော်ကနားကြည့်စွာတက်လိုက်မိတာပါဆရာကြီးဦးနုကိုကြွဲခတ်လို့တတ်ထားပါဆရာ၎င်းတော်တရခန်ဖိုးစံကပြစ်မှုကျူးလွန်ရမှာအသုံးပြုခဲ့တော့တက်သေးကံတမြောင်ဟွက်သည့်နေရာသို့ကိုတိုင်လိုက်ပြပေးတယ်စနစ်တကျသိမ်းဆဲခဲ့တယ်တရခန်ကဝန်ခန့်ချက်ပေးခြင်းသည်ဆို၍မျိုးနယ်တရားသူကြီးတူထံပို့ဆောင်ပေးခဲ့ရာတရားသူကြီးချိန်မောက်ထွက်ဆိုချက်ပေးခဲ့တယ် များမကြမီရဲလုံထုံလုံနီးနဲ့အညီတက်တေကံပစ္စည်းများတက်တေကိုယ်တိုင်ထွက်ဆိုခြင်းများမှုခင့်ဆရာဝန်ဤစေစာအစီရန်ခံခြင်းများဓာတုပေဒဝင်ယုံမှဆက်စေးတွေးချခြင်းများဖြင့်အမှုကိုစနစ်တကျတိစောက်ခရုံးတော်သူတရားဆွဲ တင်ပို့ခဲ့တဲ့ရုံးထုတ်သည့်နေ့ကတရားခံဖိုးဆောင်ကိုအချက်အတွေ့ရင်းဆက်တော့အချက်လူစိုးအဖြစ်မြင်လိုက်ရတော့လေသူမိမ့်မှမစောနှမ်းမှမူမျက်နာမှာမိကပ်အဖွေးသား နှုတ်ခမ်းမှာနှုတ်ခမ်းဒီအပြာနုရောင်ခပ်ပါးပါနဲ့ခတ်တော်တော်လမ်းချောင်းနေပုံများမှာကြီးကွဲမှုကင်းတော်မျက်နာဟုမှတ်ယူလိုက်မိတယ်။ဩအိမ်တော်ဘိတ်ဤစိုးမွေးကြောင့်ခင်းမွန်ဖြစ်သူမှာလူစုဘဝသူ ရုတ်တရက်ပြောင်းလဲသွားရသည်မှာအိမ်တော်တဲ့တို့အတွေ့သင်္ကန်းစာယူစရာဖြစ်ပေတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိနားဆင် ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။